မင်္ဂလာပါအတွေ့အကြံလေးရနေပြီးတော့မိုင်းနဲ့အမှန်333မိုင်ဆွဲစကြောင်းလို့ဆက်လက်ပြီးတော့ဖတ်ပြတော့ပါမယ်နော်။ဟုံးရောဟာဘာဖြစ်တာလဲ။မိမြကြကြအိပ်ပျော်သွားတယ်မသိဘူး။ခြေလောင်နဲ့တန်တဲ့သူကားတစ်စီးလုံးရမ်းလာသွားတာကြောင့်အိပ်ပျော်ရနေရမှာလက်နိုးလာပြီးတော့အလန်ကြထောက်ဝင်လိုက်တယ်။ဟဲ့လူဖြစ်ဖြစ်မောင်းတော့အကွက်တွေအစိမ်လျှော့ထိုင်ကုန်ကိုပြန်မရင်းကနေထိုးသူအားတတိပေးလိုက်ပြီးအပြင်ကိုလှည့်ကြည့်လိုက်တော့ညအချိန်မှပတ်ဝန်းကျင်ကမှောင်မဲနေတယ်။ ။ကာမီရောင်ဖြင့်မိုင်းနိုင်အမှတ်တွေကိုဖတ်ကြည့်တော့လဲချက်ချင်းအဖတ်မရဘူး။အဲ့ချင်မှုသူဖြစ်နေတော့ကြောင်းမျိုးလုံးတွေကဝေဝါးနေတယ်။ဘဲကိုရောက်ပြီလဲနေပြီးတော့ရောက်တော့မှလား။ရှောင်းရင်ပြောဦးမြ။မထူးတော့ဒီလူနဲ့ဒီခေကြီးဆက်မလိုက်ချင်တော့နေပြီးတော့တော့ကိမှာဆင်းနေခဲ့မျိုးတွေးလိုက်ပြီးနေပြီးတော့ရောက်ရင်ပြောင်းလို့သူမေးလိုက်တယ်။နေပြီးတော့ကကြော်ခဲ့ပြီးအခုမေတီလာတော့ကိရောက်တော့မယ်။မေတီလာဟုတ်လား။ကျွန်တော်အဲ့လောက်တော့အိပ်ပျော်သွားတာလား။ အဝေါ်စွာပြောလိုက်မိတယ်။ "Sorry ဗျာခဏဆိုပြီးမေးလိုက်တာ။အဖော်လိုက်လာတဲ့သူကဘေးကနေအိပ်ပြီးတော့လိုက်လာတယ်လို့ဖြစ်သွားတာကြောင့်ထိုလူကသူအလွန်အားနာသွားတယ်။နေပြီးတော့ကိုပင်ကြော်ခဲ့ပြီဆိုလျာထိုလူကမောင်းနေတီမှာတော်တော်ပင်ကြာနေပြီ။ဒါကြောင့်သူတစ်ချက်ကူညီပြီးတော့မောင်းပြရန်စကားဆလိုက်တယ်။ခမရအိတ်ချင်အိတ်လေးကျွန်တော်မောင်းပေးမယ်။အားနာနဲ့ဘယ်ချိန်တော်တော်ဒီခင်ကြီးကရောက်မှာပါပဲ။အမလင်းဆုံးနောက်ကြတနအီပေါ့ ဒါနဲ့ခင်ဗျာလုံချုံရေးခပတ်ပတ်မထားဘူးလားခပတ်ပတ်ထားလေအေးဗျာလွန်ခဲ့တဲ့နှစ်အနည်းငယ်ကဘေးကနေခင်ဗျားလို့သတိပေးခဲ့တဲ့သူရှိရင်ကျွန်တော်ဘာမှဖြစ်မှာမဟုတ်ဘူးဒီတစ်ခါပြောလိုက်တော့သူရဲ့စကားကိုထိုသူကကောင်းကောင်းအဝင်ပြန်ဖြေတယ်တို့တော့သူပြောတော့စကားများကစမ်းကြယ်လွင်နေတယ်လို့ပဲရုပ်တရက်မို့သူချက်ချင်းနားမလဲဘူးဘလို့ကိုလွန်ခဲ့တဲ့နှစ်နည်းငယ်ကဟုတ်လားခင်ဗျားပြောတာနားမရှင်းဘူးလွန်ခဲ့တဲ့နှစ်ကခင်ဗျားဘာဖြစ်ခဲ့လို့လဲ ပြီးတော့ခမရကျွန်တော်ကိုကားကြုံခေါ်လာခဲ့ရကြည့်နေတာအောက်ပြုတ်ကြတဲ့အမဲသားတွေကိုစားလို့စားနေစကားလဲပြန်ပြောချင်မှပြောတာစိတ်တော်မဆိုးနဲ့မြာခမရကျမ်းမာရေတော့ပုံမှန်ရှိရဲ့လားထိုလူနဲ့ပတ်သက်၍သူစိတ်ထဲမရှင်းမရှင်းဖြစ်နေသည်ကိုတော့အမမေးတော့ပဲမေးချလိုက်တယ်ထိုကထိုလူကသူ့ဘက်ကိုတစ်ချက်ကြည့်လိုက်ပြီးကျွန်တော်မယူပါဘူးအချိန်တန်ခမရတိမှာပေါ့ဒါနဲ့စကားမဆက်ခမရတရေဆိုတာမြင်ဘူးလား ထိုကသူကသူ့ကိုကြည့်လိုက်ပြီးဟာဟာဟာခမားကလည်းခေးတခုတည်းနှစ်ယောက်လာရတော့ဟာသတွေပြောနေသေးတယ်ကျွန်တော်မကြောက်တတ်ပါဘူးဗာလေခမားကိုခမားတရေလို့ပြောချင်တာလားကျန်တဲ့သူပြောပါဗျာတဲရကားမောင်းတယ်ဆိုတာမွေးခွစားကလေးသွားပြောရင်တောင်မယုံဘူးအဲ့လိုပြန်ပြောပြီးနှိမ့်ဆိုင်စွာရင်မောလိုက်တယ် အဲ့နောက်မှာတော့သူလဲထိုးသူဟာစကားဆက်ရေမပြောချင်တော့လောက်အောင်စိတ်ပြက်သွားမိပြီးမျက်နှာလွှဲပြီးတော့ဘေးဘက်ကိုသာကြည့်လိုက်ခဲ့တော့တယ်။အဲ့လိုဘေးဘက်ကိုကြည့်လိုက်တဲ့အချိန်မှာပဲဘာတွေတော့ဟာလူတွေများကြီးပဲဟဲ့လူ ကြည့်ပါဦးဗျာစီးမဲ့ကမ်းမဲ့ပုံများအမြန်လမ်းမှာပေါ်ညာကြီးမိချင်းလမ်းပြတ်ကူးနေကြတယ်။ဟာဟိုမှာဟိုက မိုင်းတိုင်းပေါ်ငုတ်ထိုင်နေတယ်။တကယ်ကောင်းတွေပဲအကုန်သေးကုန်မဖြစ်ကွာ မြင်လိုက်ရသောမြင်ကွင်းများကိုကြည့်၍တေစာအတန်းထွက်ရွဆူမိလိုက်တယ်။ဟုတ်တော့ဟုတ်တယ်။ဒီဘက်ကရွာနာကြီးကိုလာမသိလူတချို့ကမိုးချုပ်တကောင်ချင်းအမြင်လမ်းမှာပေါ်တက်၍လမ်းလျှောက်နေကြတယ်။တောရဘက်ကလူတွေမှကြောက်ရောက်လာမိအန်ဒီယကိုတိပုံမရဘူး။ကားတိုင်မိမှဖြင့်အကုန်ခတ်တော်မယ်လို့သူတွေးလိုက်တယ်။သူစကားကိုကြတော့ထိုလူကလူတွေနှစ်ခါသေးတာခမားကြုံဘူးလား။အဲ့လိုကားမောင်းရင်းနဲ့မှမေးလိုက်တယ်။သူကဘေးကိုကြည့်နေရမှာပဲ လူဆိုတာနှစ်ခါသေးမလားဗျတစ်ခါပဲသေးတာအခုလဲဒီရသားတွေကားတိုက်ပြီးမသေးအောင်ဒိပေးကျင်တာအဲ့လိုပြန်ပြေးလိုက်တယ်သူစကားကြောင့်ထိုလ်လူက ဟားထိုက်ရင်မောတော့တယ်သူကထိုလ်လူရဲ့ရင်မောခြင်းကိုမသိချောင်ဆောင်ပြီးတော့လမ်းပြကူနေတော့သူများကအန်အော်တကြီးနဲ့စိုက်ကြည့်နေတယ်ကြည့်နေတော့ပဲလူတွေကပို့ပြီးတော့များလာတယ်ကြောက်များတဲ့လူတွေဒီလမ်းပေါ်ဘာကြောင့်တက်လာတာလဲသူစဉ်းစားလို့ကိုမရဘူးဖះရွက်ရှိလို့များဟိုဘက်ရွာဒီဘက်ရွာကူးနေကြသလား အချိန်နဲ့မောင်းနေတဲ့ကားတွေနဲ့တိုက်မိရင်အကုန်သိကုန်တော့မှာပဲသူအဲ့လိုမျိုးစဉ်းစားနေတယ်ဒါမှတလားလုံးမှလည်းကားတွေကိုတစည်းစာနှစည်းစာတာတွေ့နေရတယ်အချိန်နဲ့ငယ်ကြပြီးရနောက်မှာမထီလာတို့ကအနီကိုရောက်လာခဲ့တယ်တို့ကိနာရဲ့မိရောက်တွေကလင်းထိန်နေရပဲတို့ကရောက်တဲ့နေသူလည်းကောင်းအောင်မှာဆွေနေခဲ့မိလို့သုံးပြလိုက်တယ်သူစစနေတော့မှပဲမေတီလာတို့ရဲ့အတွင်ကားလေးကဝင်လာခဲ့တယ်။တိတ်ဆိုးဟုတ်တယ်ဟုတ်လားတိတ်ဆိုးပဲ တို့ပဲအကျော်မှာမော်တော်ယာဉ်များကိုစစ်ဆေးနေသည့်အမြန်လန်ရဲတပ်ဖွဲ့ဝင်တရားအားတွေ့လိုက်တဲ့ပြင်သူအားရပါရရေရွတ်လိုက်တယ်။သူတို့ကသူနဲ့တပတ်စင်နဲ့တငယ်ချင်းပေါ်သူဝမ်းသာသွားတာပေါ့။အတော်ပဲတိတ်ဆို့ကိုအကူကြီးတောင်းရမယ်။ဒီကောင်ရှိရင်ငါ့အတွက်အဆင်ပြေနေပြီ။ဒီကအကူကြီးနဲ့ညောင်ကားတစ်စီးထက်ပြီးရောလမ်းကြုံလိုက်ရမယ်။အဲ့လိုတွေးနေစမှာပဲတိုးကဲအကျော်နိုင် တိမ်ဆိုးကသူတို့စည်းလာတော့ကောက်ကိုတားစစ်တော်တယ်အကူရက်ပေးလိုက် ။အဲ့ဒါတော့တငယ်ချင်းသူစီမှာကျွန်တော်ဆက်နေခဲ့မယ်။ဒေစာထိုလူကပြောရင်ကားကိုဘေးရရန်ပြောလိုက်တယ်။ဒေါ်လူကသူပြောစကားကိုမကြားချင်အောင်ဆောင်လာလားမသိဘာမှပြန်မပြောဘူး။ကားရသွားသည်နှင့်တိတ်ဆိုးကကားဘေးသားလာရက်တယ်။နောက်ကြည့်ရင်လိုက်စနဲ့ရင်မောင်းလိုက်စလေးပြပေးပါ။ဟုတ်ကဲ့။တော်လူကတိန်းဆိုးရဲ့စကားကိုဖြစ်ရင်ကားလိုက်စင်နဲ့ရင်မောင်းလိုက်စင်ကိုထုတ်ပြတယ်။ဟဲ့ကောင်တိန်းဆို ။သူကတိတ်ဆိုးကိုကားထဲကနေလှမ်းခေါ်လိုက်တယ်။တိတ်ဆိုးကသူ့အတန်ကိုကြားဖို့မရဘူး။သူ့လူရဲ့ရင်မောင်းလိုက်စင်ကိုသာတေချာဆစ်ဆေးနေတယ်။သူလည်းဒေါရဖြစ်သွားတာပေါ့။သူ့အတန်ဒီလောက်ကြေရတော့ဒီကောင်မကြားရကောင်လားဟုတွေးလိုက်ပြီးဟဲ့ကောင်တိတ်ဆိုး။တကယ်ချင်းငါပါခွ။ငါတေစားလေမိနစ်တစ်ပတ်စင်နေပဲလေ။နောက်တစ်ခါအတန်ကြဲကြဲပြန်သူထပ်အော်ပြောလိုက်တယ်။ဒါပေမဲ့သူဘလောက်ပြောပြောတိတ်ဆိုးရမကြောက်။ဟာဒီကောင်နားကနေလားလား။ ဒါမှမဟုတ်ယူမဆိုင်တာလားစိတ်ကမရှိတော့တိတ်ဆိုးဟာဆဲဆိုးလျက်ကောင်းဟာဆင်းရန်ခပတ်ကိုဖြုတ်လိုက်တယ်ဟာကွာခပတ်ကျွတ်ကြက်နေတယ်နည်းနည်းဆဲကျက်ပါတယ်ဆိုခပတ်ကဖြုတ်မရအောင်နောက်ဆုံးကားအတွင်းကမျက်နှာကျဲရှိခလုတ်ကိုနှဲ့၍ကားမီးကိုဖွင့်လိုက်တယ်အဲ့ခါကားအတွင်းပိုင်းတစ်ခုလုံးလင်းထိန်သွားတယ်ဟာခမရကထူးဆန်းလာကြည်လားခလုတ်မလိပ်ပဲသူ့ဘာသာလင်းသွားတယ်ဝါရရင်းနေစစ်အောင်တိန်ဆိုးကထိုလူဟာစိုက်ကြည့်လျက်ပြောလိုက်တယ် ဟဲ့ကောင်သိန်းစုကာသွန်းမီကမနှိပ်ဘက်လင်းပါလားမင်းပထွေးငါနှိပ်လို့လင်းတာပေါ့ငါ့ကိုချီအောင်ဟာဘေးကငါထိုင်နေတာမမြင်ဘူးလားရဲမျက်လုံးနဲ့ကွာစုံလုံးကန်းနေရလားမသိဘူးဆဲဆိုရင်သူကရှေ့ကိုကုန်းပြီးអော်လိုက်တယ်ဒါကိုလည်းသိန်းစုကမကြောက်သူ့ကိုလည်းမြင်ဖို့မရဘူးအဲ့ချိန်မှာပဲထိုလူကကားစရာဒီလိုပဲစရာနောက်တစ်ခါကျွန်တော်ဝါယာတိုင်းစစ်ပါမယ်စတားလာတော့ကောင်းပါတယ်အေးကြီးတာကတော့ရှင်းအောင်မီးပြီး ဗရိတ်မီးတွေလင်းရင်အဆင်ပြေပါသေးတယ်။ဒါနဲ့ကိုကြောက်တယ်ညာကြီးကားမောင်းနေတာအဆင်ပြေရဲ့လား။အဖေတယောက်တော့ခေါ်တာမဟုတ်ဘူး။အဲ့ချင်းလမ်းဘေးရဲခင်းတွေမှာဝင်အဲ့လိုရပါတယ်။ဟုတ်ကဲ့ဆရာ။ထွလူနယ်တိန်ဆိုအပြန်လန်စကားပြောနေသူကိုကြား၍သူရုပ်ရည်ဘာပြောရမှန်းမသိဘူးဖြစ်သွားတယ်။တိန်ဆိုကိုကြည့်ရင်ခပတ်ကိုဆွဆွဲဖြုတ်နေတော့သူ့လက်တော့မှလည်းတော်တော်ရင်ဖြစ်လာတယ်။တိန်ဆိုမင်းငါ့ကိုစနေရလားဟဲ့ကောင် ။ညီကောင်းတန်ကြီးဖြင့်ဝမ်းနဲ့ဆောက်အော်ဟစ်ပြောတော့လေတိတ်ဆုကသူ့တန်ကိုလုံးဝမကြောက်အောင်။ဒီလိုနဲ့ရင်လိုက်စင်ကိုပြန်ပေးပြီးပြုံးပြနှုတ်ဆက်နေတယ်။ဟာကွာဘာတွေဖြစ်နေရလဲ။ငါ့ကိုယူဆိုင်ကြပါအောင်ဟာ။တိတ်ဆုသူ့ကိုတကယ်မမြင်တာပဲလားဟုတွေးပြီးသူ့စိတ်ထဲဇဝေဇဝါဖြစ်လာတယ်။သူတယောက်လုံးဘေးမှာထိုင်နေပါလျက်နဲ့တိတ်ဆိုဘားကြောင်မြင်တာလဲဟုတွေးနေစင်မှာပဲသူလူကညာဘက်အချမ်းကားမန်တကာတရွေ့ရွေ့တက်လာပြီးပိတ်သွားတာ ူတို့ကားလေးလည်းလမ်းမကြီးအတိုင်းဆက်သွက်သွားတာပေါ့အချိန်နဲ့ငယ်ကြပြီးရနောက်မှာတော့ခင်ဗျာအေးစစ်လိုက်ခဲ့ပါ နှုတ်ဖို့နှစ်ယောက်စလုံးဒုက္ခရောက်နေမယ်ခင်ဗျားကအဓိကကခင်ဗျာမန္တလေးရောက်ရင်ပြီးရောမလားမိလာတုတ်ကိတ်ကစားထွက်ကလေးကတစ်ချိန်လုံးညိတ်တန့်နေသည့်ထူးထူးထံမှာအတန်ထွက်လာတော့အတန်ဖြစ်တယ်သို့လူအားသူလက်ကြည့်လိုက်တယ်ကျွန်တော်နားမလည်နိုင်တော့ဘူးခင်ဗျားကလည်းကျွန်တော်ကိုတလန်းလုံးဂယူးမဆိုင်တယ်လို့မောင်းလာတယ် ပြီးတော့ခမားလိုက်စင်လာစစ်တဲ့ကျွန်တော်တငယ်ချင်းကလည်းကျွန်တော်ကိုမမြင်ဘူး။ဘာကြောင့်လဲသွေးလို့ကိုမရဘူး။အဲ့နောက်ကောင်းကိုတပြင်းပြင်းကုန်ရင်ပြန်ပြောလိုက်တယ်။ဒီကဒီလူနဲ့သူဘလို့တွေဖြစ်နေတာလဲတွေးလို့မရတော့ဘူး။ခေါင်းနေတာမူးနောက်လာတယ်။အဲ့ချိန်မှာပဲရင်ဘတ်တစ်ခုလုံးအောက်လာပြီးအသက်ရှူရတာလဲမိုးကျက်တလို့လို့ဖြစ်လာတယ်။တခါတည်းရဲ့နိုင်စိမ့်ရွှေရွှေအနံ့များကသူ့နှာခေါင်းဝါတယ်လို့တိုးဝေလာတယ်။ အတုဘာကားကြီးပေါ်တက်စီရတယ်လို့ပဲစိတ်ထဲမလွန်လိုက်တာကွာမြင်ပြောလိုက်တော့သူတို့ကကြားသွားပုံရတယ်သူတို့ကမျက်ညာတစ်ချက်ပြတ်သွားတာကိုသတိထားမိလိုက်တယ်ဒါပေမဲ့သူကဘာမှပြန်မပြောဘူးကားကိုယ်ကရှေ့ကိုကြည့်ပြီးတော့ထုံးစံအတိုင်းမောင်းနေရဲ့ဒီလိုမောင်းနေချိန်ကားရှင်ကတိတိတသာပို့ပြီးတော့မြင်လာတာကိုသတိထားမိလိုက်ပြီးဟဲ့လူကားကကီလိုတရာကျော်နေပြီနော်အရှိန်ရှော့အဲ့လိုသတိပေးလိုက်တယ် အဲ့ချိန်မှာပဲသူကသူ့ကိုမျက်လုံးစင်းကြီးဖြင့်တစ်ချက်ကြည့်ရင် ရှော့လို့မရဘူးအချိန်ကျတော့မယ်ကျုံအဲ့နေကဒီချိန်နဲ့မောင်းတာဒီချိန်နဲ့မောင်းခဲ့တာအဲ့လိုတွေးဦးတန်ယူပြောလေတော့တယ်အဲ့လိုပြောနေရင်မှလီဘာကိုပို့ပြီးတော့ဖိနှင်းလေတော့တယ်တိတ်ကနေဖြစ်သွားတော့ကားမြန်နှုံကြောက်သူရင်ဘတ်တစ်ခုလုံးဟာကနေဖြစ်သွားပြီးထိုင်ကုန်ကိုလက်နဲ့ညှစ်၍ခြင်ထားလိုက်တယ်အဲ့နောက်ထိုလ်လူဟာကြိလိုက်ရာ စီရတိုင်းကိုကင်ပြီးတော့အယူတရကမှာ333332တုံလူရဲ့ပါဇက်မှာလဲမိုင်းတိုင်းအမှတ်သားတွေကိုကြည့်ရင်တော်တော်လေးရည်နေတယ်။တေးတေးတေကုံတော့မှာပဲဟဲ့လူအရှိန်ရှော့ရှော့အရှိမသာဒါအကွိငါငါလူလူ333ဒေစာအကောင်ချွေအနဲ့တကြောင်အဟိဆဲဆိုလိုက်တယ်။ထိုလူကမကြောက်သူဟာလမ်းမမှတ်တိုင်အမှတ်များကိုမျိုးလုံးပြကြကြဖြင့်ကြည့်၍အဟိ ရေရွနေရင်းကနေသူ့ဘက်ကိုလှည့်လာကအဲ့နေရာပေါ်ကျုပ်ကားမှောက်ပြီးတည်ခဲ့တဲ့နေရာကျုပ်ပြအဲ့နေကပြတ်သွားတဲ့ကောင်းကိုတော်တော်နဲ့ရှာမရလို့ပြရခတ်သွားတာပဲအဲ့လိုပြောပြီးကားလီပါအဆုံးချိန်နေ၍333မိုင်3ခါလုံးအနည်းနိုင်ကားလီအားလမ်းညာဘက်ဘေးသို့ဆွဲချလိုက်တော်တယ်ဂျီချုပ်ဘုတ်တဲမှာဖြက်ခနဲထပြန်သွားတော့ဇီးခွက်တကောင်ရဲ့အော်ဒန်ဖြစ်တယ်ဇီးခွက်ရှိသောချုံပုံးနိုင်မလတ်မကက်မှာ တစည်းလုံးရစရာမရှိအောင်မှောက်ထားပြီးပိန်ချုံးနေတော့ကားတစည်းအိုက်ကရဲ့ရှေးလေကမှန်ကွဲကနေတွေ့မြပေချန်နေတော့လက်တချောင်းတဖြည်းဖြည်းချင်းတိုးထွက်လာတယ်။ထိုလက်ချောင်းပိုင်ရှင်ဟာမောင်းနေတော့ကားထဲမှာဝမ်းရမောက်ထိုးပြီးထွက်လာပြီးတဲ့အခါမှာအပြင်သို့ရောက်တော့ရန်တိုင်တိုင်နဲ့ထလာတယ်။အဲ့နောက်သူထွက်လာခဲ့တော့ကားလေးရဲ့ပဝန်းကျင်အားပတ်၍အစုံတစ်ခုကိုအသေးတန်ရှာပွင့်နေတယ်။ ခြေလမ်းများတရိုးတိုင်ပင်ဖြည်းဖြည်းစွာရှောင်နေသောလက်ချောင်းပိုင်ရှင်ရဲ့ခန္ဓာကိုယ်နေရာမှာဥကောင်းမရှိတော့ပါဘူး။ထူးကောင်းစားပြတ်ထွက်နေတော့လေဘင်းကနေသွေးများရိုးစိတ်စိကြနေတာကိုလိုက်နေရတယ်။တို့ကြစ်ကြစ်ကြစ်ခေါင်းပါတော့ခန္ဓာကိုယ်ကြီးဖြူရှားသွားလေတိုင်းသွေးရချောင်းများ၊ခိုင်းပြက်ချောင်းများစီကခြောက်ချားပေါ်ရာအတန်များတက်ပေါ်လာတယ်။ဟေ့ငါဒီမာငါဒီမာအဟေးဟာဟာဟာငါဒီမာဟာဟာဟာ ဇီးခွက်ရှိနေတော့ခြုံတစ်ခုတည်းမှာထွက်လာတော့ရင်မောတယ်မင်းအဲ့တန်အစုံခြုံမထဲကနေအပြင်သို့မဲမဲသလုံးရာတစ်ခုခုံဆော့ခုံဆော့နဲ့ထွက်လာခဲ့တယ်။တကိုင်းတက်ကက်များကြားကနေတိုးထွက်လာချိန်လာရောက်ကြောင်းမိရတော့ထူအရာကဥကောင်းပြက်ကြီးတစ်ခုဖြစ်တယ်။ဥကောင်းပြက်ဟာမျက်လုံးများပြွထွက်လျက်ရှိပြီးသွေးများရွှေများဖြင့်မဲချိန်လျက်ရှိတယ်။ခေါင်းပြက်၏ပါးစပ်မှာလည်းဘိုက်ထွက်နေသောလဲကျွက်ကြီးတစ်ကောင်ကိုကိုက်ချီလိုက်ပြန်ချလိုက်ပြီးကနာမငိမ့်ဖြစ်နေတယ်။ထိုလွက်ချက်မှာ စောစောကဈေးခွက်ကိုက်ဖြတ်စားတောက်ထားသည့်လေကျက်ကြီးပဲဖြစ်ပါတယ်။ဟိဟိငါဒီမှာငါဒီမှာရှာမနေနဲ့ဟိဟိဦးကောင်းပြက်ကကာဗင်နာနိုင်စံတော်ဝါလျှောက်လာနေတော့သူ့ရဲ့ခန္ဓာကိုယ်ကိုကြည့်၍လှမ်းအောင်အော်ပြောလိုက်တယ်။သို့တော့သူ့ရဲ့ခန္ဓာကိုယ်ကမကြားဘူး။ဟိဟိငါဒီမှာအော်ဟာဟာဟာမင်းကနားမှမရှိပဲဟာဟာဟာငါလာပြီငါလာပြီဟိဟိဟိ ခေါင်းဖြတ်ကြီးကကိုက်ချီထားတော့လေချက်ကိုလွတ်ချရင်တဟီတဟာရေမောလီတော့တယ်။အဲ့နာ ခုံဆော့ခုံဆော့ပြင်သူ့ရဲ့ခန်းတကူရှိရာတရွေ့ရွေ့သွားလီတော့တယ်။ဟေးဟေးနောက်ဆုံးမှာတော့ဦးခေါင်းဖြတ်ဟာကအတွင်လက်နိုင်ဆန်း၍ရှာနေတော့ခန္ဓာကိုယ်ဟာလေဝင်းပြက်နေရာထံခုန်တက်လိုက်တော့တယ်။ကန်သေးရိုးပြက်များအတွင်ခေါင်းဖြတ်ကြီးတကူဟာ သူရဲ့မူလခဏကိုရှိရာခုံဆကုံစားသွားပြီးရောခေါင်းနဲ့ကိုပြန်ဆက်နေသည့်အားတဲချင်မခိုင်သူတဦးသာမြင်ပြီးပါကယူသွားနိုင်မီလားယူသွားမီလားဒါမှမဟုတ်ထိတ်လန့်တုံလို့၍နှလုံးသွေးရဲ့တိတ်ဆုံသွားမီလားခမန်းပြေမရနိုင်ပါဘူးခေါင်းနဲ့ကိုတွဲလျက်ပြန်ပြစ်သွားပြီးရဲ့နောက်မှာတော့တရေကောင်ဟာမှောင်မိုင်းနေသောပတ်ဝန်းကျင်အားတော်တော်ကြာကြာစိုက်ကြည့်နေခဲ့တယ်။ အဲ့နောက်နှကောင်းအားတျှော့ျှော့လုံရင်မှောင်နေတော့ကားသွင်းသူငုံးကြည့်လိုက်လေရသတိလေးလျက်ရှိသောလူငယ်တယောက်အားတွေ့သွားတယ်။တရေကောင်ဟာထွလူငယ်အားရဲတောင်နေတော့မျက်လုံးဖြင့်ဆိုက်ကြည့်နေရမှာသဘောကျစွာပြုံးလေတယ်။အဲ့နောက်ကားတွဲရှိလူငယ်အားခြေလျားတော့လက်ဖြင့်လှမ်းဆွဲလိုက်ချိန်မှာအီဦးတရေကောင်ထံမှာထိတ်လန့်စရာကောင်းသောအတန်ကြီးတစ်ခုထွက်ပေါ်လာတယ်။အဲ့နောက်တရေကောင်ဟာလူငယ်အားကိုင်းလိုက်တော့ သူ့ရဲ့လက်ကိုအပြင်သို့အမြန်ပြန်ရုပ်သိမ်းပြီးတော့ရန်ခါလိုက်တယ်။ထိုလူငယ်အားကိုင်းလိုက်တော့သူ့လက်များကမိစနဲ့ထိတင်နေလောက်ကျန်းလျက်ရှိပြီးအငွေများတရှဲရှဲထွက်လာတယ်။အဲ့နောက်မှာတော့တဲကောင်ဟာနာကျင်သွားတော့လက်ကိုကြည့်လိုက်ဒိလင့်နေတော့လူငယ်အားကြည့်လိုက်ဖြင့်ဒေါရမြန်ထွက်လာတော့တယ်။၎င်းဟာတတိလက်နေတော်လူငယ်အားရံပြည့်ရံအတွက်ကာနာတဝိုင်းလျှောက်လိုက်ကားနဲ့ငုံကြည့်လိုက်ပြီးရှိနေတယ်။ဒီချိန်တွင်တော့တရေကောင်ဟာ ထိုလူငယ်အားနောက်ထပ်တစ်ခါလက်ဖြင့်လှမ်းကင်ရန်ကြိုးစားလိုက်ချိန်မှာဖြောင်းဖြောင်းတကိုင်းဖြင့်ရက်လိုက်သလိုအတန်များဇက်တိုက်ပေါ်ထွက်လာပြီးတရဲခေါင်ကြီးခန္ဓာကိုယ်မှာဝါတရိုက်စာမကအဝေးသို့လွတ်လပ်သွားတယ်။အဲ့နောက်မှာတော့တရဲခေါင်ဟာဘေးနားရှိဂျုံပုံးများတကိုင်းများကိုဒေါရတကြီးဖြင့်ရိုက်ချိုးပြက်စီး၍အမောင်သဲသို့ထွက်ပြေးသွားတော့တယ်။ တရဲကောင်ထွက်ပြေးသွားပြီးနောက်မှာတော့ကဘာပြက်တလို့ဖြစ်ခဲ့တော့မန်နိုင်အမန်333မိုင်3ဖလုံးနေရာလေးဟာချက်ချင်းဆိုတလေပင်တုတ်တန်တစားပြင်ကဲသူတိတ်ဆိတ်ငြိမ့်သက်သွားတော့တယ်။135မိုင်ရေရနာကွန်အတွင်းသူမတုကအဖြူရောင်လေးတစီဝန်လာခဲ့တယ်။ဟောဆရာကြီးမြဟန်တို့ရောက်ပါပြီ။အဲ့ဒါဆရာကြီးအင်အားကပဲရေရနာကွန်ပေးနိုင် ရှိနေတော်လူငယ်တယောက်ကပြောလိုက်ခြင်းဖြစ်တယ်။ပြောလိုက်သည်သူကထိုရေရနာကွန်အတွင်းစားတဆင်ဖွင့်ထားသူဖြစ်တယ်။ ။သူ့ဘေးနားမှာလည်းလူတချို့ရှိနေကြတယ်။သူလူတွေကတေးစားနဲ့အတူပါလာတော့ဒူရဲကိုစိုးမောင်လို့ဖြစ်တယ်။ဒူရဲကိုစိုးမောင်ရဲ့မျက်နှာမှာတိတိတသာပင်ပြက်နေတယ်။သူဟာချွေးများဖြင့်ပြည်နေတော့မျက်နှာကိုလက်ကင်ပေါ်အဖြစ်တုပ်နေတယ်။အဲ့ချိန်မှာပဲမတူကလေးဟာဆိုင်ရှိနိုင်ထိုးရက်သွားပြီးကားပေါ်ကနေလူတချို့လှင်ပြန်စွာဆင်းလာခဲ့ကြတယ်။သူတို့ကများအနေနဲ့ ကိုင်းနောက်ခံအတွက်မှာဆင်းလာသည့်ပုဂ္ဂိုလ်ကြီးကအသက်အားဖြင့်50ကျော်ခန့်ရှိပြီးအရက်မှလည်း6ပေခန့်ရှိပြီးအသားအရည်ကကျင်းနီရောင်အသားအရည်ဘက်သို့ရောက်နေတယ်။မျိုးလုံးမျက်ပံကောင်းပြီးပီးရည်တည်တတ်သောနှာခမ်းတစ်စုံကြောင့်အများကြမှာတင်ပေါ်လျက်လွန်စာကြည့်ကောင်းသောဥပရိယုတ်ပိုင်ရှင်လည်းဖြစ်ပါတယ်။ဥပရိယုတ်ပိုင်ရှင်ဖြစ်သည်ဟုထိုလူကြီးအားစိုက်ကြည့်နေရင်းကနေသူရဲ့ဆုမောင်ကမှတ်ချက်ချလိုက်တယ်။ပုဂ္ဂိုလ်ကြီးဟာစတစ်ကော်လန်အပြူကို ။ရောပစိုးအကွက်နဲ့လိုက်ပတ်စွာဝှစ်စင်ထားပြီးသူ့ရဲ့ညာဘက်လက်ကဝတ်မှာမဟောဂနီဓာတ်ဖြင့်ထုလုပ်ထားသည့်ကိုနဝန်းပရီးဒလုံးကိုဆင်မြန်းထားတယ်။ HFU အရဲမမြင်တဲ့လူကဒီနေ့ကရွှေကြော်ကိုင်းစရာကြီးဥမျက်ဟန်တဲ့ပိုလီကျွန်တော်မိဘရဲ့မိတ်ဆွေပဲကျွန်တော်တို့သွားကြရအောင်လာလာစားတော့ဆိုင်ပိုင်ရှင်ကပြောရင်ဒီရဲအိုဆုံမောင်ကိုမင်းမဆောင်တော့ရှေ့ခါနေထွက်သွားတော့တယ်ဒီရဲအိုဆုံမောင်လည်းနောက်ခါနေကတော့ကပြောပြေးထိုက်သွားတာပေါ့ ဘလို့ဖြစ်တာလဲမောင်ထိုင်းဆုံးမိမိပါတွေကဆရာကြီးပုံဆက်အေးပေါ်ဆိုလို့ချက်ချင်းထွက်လာဟုတ်တယ်ဆရာကြီးကျွန်တော်ဆိုင်ကိုလာတဲ့ဧည့်သည်တရားအပမီနီလို့ကိုင်းရနာခွန်းသားမှာတယောက်တည်းစကားတွေပြောပြီးသတိလစ်သွားတယ်တဲ့ဆိုင်ရကလေးတွေပြောတာဟုတ်လားဟုတ်တယ်ဆရာကြီးသတိရတော့မေးတာလည်းမဖြေဘူးမျိုးလုံးနေနေကြီးနဲ့ဆိုင်တဲ့ကလူတွေကိုစိုက်ကြည့်နေတာအဲ့ဒါနဲ့ကျွန်တော်တို့လည်းကြောက်ပြီးဆရာကြီးကိုပြစ်လိုက်တာပါဒါကအဲ့ဒီဧည့်သည်နဲ့အတူပါလာတဲ့လူတွေ တဖွဲ့တဲ့တွေသူတို့ကားကထွက်သွားတာကြာပြီးအဲ့တယောက်ပဲကြံခဲ့တာကန်ကောင်းကျင်တော့ဒီကအဲ့တဲ့တွေစီးလာတဲ့ကားဆရာကကျွန်တော်တို့ဆိုင်ကိုဝင်နေကြဆိုတော့ကားဆရာရဲ့ဖုန်းနံပါတ်ကိုခေါ်ပြီးသူတို့လူရဲ့အချင်းတွေကိုချက်ချင်းအကြောင်းကြားလိုက်တာသူတို့လည်းကားကြုံနဲ့ပြန်လိုက်လာကြတာဆရာကြီး ရွှေရင်ကျော်ဂိုင်းဆရာတဦးဖြစ်သောဆရာဦးမြတ်ဟန်ကစတုတ်ဆိုင်ပိုင်ရှင်ကိုစော်ထိုက်ပြောသူကိုတေချာနားထောင်ပြီးရဲ့နောက်မှာသူရဲ့ဟိုဆိုမကိုလှမ်းကြည့်လိုက်တယ်။အဲ့ခါခေါင်းတစ်ချက်ငိမ့်ပြလိုက်တယ်။လူနာကရောဘယ်မှာလဲ။ဆိုင်ထဲမှာခေါ်ထားတယ်။ရုံးနေလို့ချက်ထားတယ်ဆရာကြီး။ဆိုင်ရှင် ကိုစောထိုက်ကဆိုင်အတွင်းသို့လည်းညှို့ထိုးညှပြလိုက်တယ်။ဆိုင်တွင်ဇပွဲကောင်တစ်ခုမှာတေးစားလိုလူ၃ယောက်ကဝိုင်းပြေချုပ်ထားတယ်။ထိုကဆရာကျုပ်အမြတ်ဟန်မှာဆိုင်အတွင်းသို့ဝင်ပြီးတေးစားအနာလျှောက်လာခဲ့တယ်။ ။အဲ့နောက်မှာတော့ဆရာကြီးဦးမြတ်ဟာသူ့အားမျက်တောင်နေကြီးဖြင့်စိုက်ကြည့်နေတော့ဒေဇာရဲ့မျက်လုံးကိုလက်ဖြင့်ဖြဲကြည့်လိုက်တယ်။ဟုတ်တယ်အပမိနေတာ။သူ့ကိုဖျားကန်းနဲ့ခေါ်ခဲ့လိုက်ကြ။မောင်ထိုက်စော်ဆရာကြီးကိုဖျားကန်းရှိရာညွှန်အောင်။ဟုတ်ကဲ့ဆရာကြီးဖျားကန်းကဒီဘက်မှာပါ။ကြွပါဗျ။ကိုစော်ထိုက်ကပြောရင်ဆရာကြီးဦးမြတ်ဟန်နဲ့အဖွဲအားဖျားကန်းရှိရာခေါ်သွားတယ်။ဖျားကန်းပဲသွားနေရင်မှဆရာကြီးဦးမြတ်ဟန်ဟာသူရဲ့ဥစမာကိုလှည့်ကြည့်ကဒါနဲ့ ဒီတငယ်နံမေကတေစားရဲဆရာကြီးအဲ့လိုပြန်ပြေးလိုက်တယ်။တေစားရဲ့နံမေကိုတိပီဖြစ်တဲ့ပြင်ဆရာဦးမြတ်ရံမှာခေါင်းကြီးပြပြီးဖျားကန်းနဲ့အရင်ဝင်သွားတော့တယ်။နောက်မှလူများလည်းတေစားကိုချုပ်၍ဖျားကန်းရှိရာရှောက်လာကြတယ်။ဖျားကန်းရှိရောက်တဲ့အခါမှာတေစားကအသင်းရုံးကန်တော့တယ်။အဲ့နောက်အတန်အော်ကြီးဖြင့်မဝင်ဘူး။အဲ့လိုအော်ဟစ်ပြောဆိုလျက်သူ့ဟာချုပ်သားတော်လူတွေလက်ထဲမှာထွက်ပြေးရန်ရိုးစားတယ် အဲ့ခါချက်မှောင်ထားတဲ့လူတွေလည်းသေစာထွက်မပြေးနိုင်ရင်အပြင်အသိပြထားကြတယ်။ဒါပေမဲ့အပမိသားတော့သေစာရဲ့ခန္ဓာကိုယ်ကကြဲရန်တကောင်နဲ့တံမာလေးရရှိရာ အကောင်မောင်းတန်ယောက်ျား၃ယောက်ပင်ထိမ့်မြနိုင်သည့်အစုံအောက်မှာရှိနေသော ခန္ဓာကိုယ်ကနှက်စည်းသလိုတဆက်ဆက်သုံးခါပြီးမျက်နှာတစ်ခုလုံးနီးမြန်းလာတော့တယ်။ ကြာရင်အကုန်ဒုက္ခရောက်တော်မယ်ဟုတွေ့ရင်ဒွေရဲ့အဆိုမောင်ကဆရာကြီးဦးမြတ်ဟန်ကိုအာကိုတကြီးလှမ်းကြည့်လိုက်ရာဆရာကြီးဦးမြတ်ဟန်ကဖျားရှိကိုလျက်ရှိပြီးသူ့ရဲ့တပည့်နှစ်ဦးမှမူဖျားခန့်အတွင်ဆေးပြောင်းတိုင်းများဆင်းမီးများပြနေကြတယ်လွတ်ငါ့ကိုလွတ်လွတ်ဆန်းတေးစစိတ်ထိန်ဆန်းကွာဟိုမှာဆရာကြီးတို့ရှိတယ်စိတ်ထိန်အောက်ကနေအော်ပြောလိုက်တော့တေးစရဲ့ကောင်းကိုတေးပြားနဲ့ကက်တီအထီဒွေရဲ့အဆိုမောင်လက်မနောက်ဖြင့်ဖီတွင်ထားရင်မှပြောလိုက်တယ် တေစားကမူရုံးကန်နေမြဲပဲအဲ့ချိန်မှာရပြီသူ့ကိုလွှတ်လိုက်တော့ဆိုင်ရပိုင်ရတွေကိုချုပ်ပြီးမယ်ကျန်တဲ့သူတွေနောက်ဆုံးပြောလိုက်တော့ဆရာယူမြတ်ဟန်ရဲ့တန်ကြောင်ဒီရဲ့ဥစုံမှာပါဝင်တေစားကိုချုံထောင်ထားတဲ့လူတွေအားလုံးဖျားကန်နေကြည့်လိုက်ကြတယ်ဆရာဦးမြဟန်ဟာမြတ်စွာဘုရားရှင်ရုပ်ပွားတော်မြတ်ကိုကြောပေး၍သူတို့ရှိရာပဲလှည့်ထိုင်နေတယ်။အဲ့လိုထိုင်နေရင်မှတေဇအာဒီယိုလာဇန် အဲ့လိုဩစာညောင်းတော့အတန်ပါပါကြီးဖြင့်လှန့်ကော်လိုက်တယ်။ဆရာဦးမြတ်ရဲ့အမေကြောင့်တေဇာအားချုံနောင်ထားသည့်လက်တွေကို VL စုမောင်တို့ကဖြေလျှော့ပေးလိုက်ကြတယ်။အဲ့ဒီတေဇာအားချုံနောင်ထားရမှပြန်ပြီးအသင်းကုန်းထပြီးနောက်လည်းပြင်ပြင်လိုက်တယ်။အေးမလို့ချင်ဘူးဒုတာပြီးဒီလိုလာခဲ့ဆံရပုဂ္ဂိုလ်တွေကိုလက်နောက်ပြန်ချုပ်ပြီး ရှေ့ကိုခေါ်လာခဲ့ကုန်းထရန်ပြင်နေတော့တေဇာအားကြည့်၍ဆရာဦးမြတ်ဟန်ကပြောလိုက်တယ် ဒေသားကဂယုမဆိုင်ရန်အပြင်ထားရန်စူးစမ်းပြန်နေအမတော်တော်လေးကို စွန့်နေတယ်ပေါ့ဟုတ်လားအခန့်နေတယ်ကဲဒီလောက်တောင်ရှိတာစီမံကဒေသားကိုလက်ညှိုးထိုးပြီးတော့ဘုံတော်အနန္ဒာကြီးမြတ်တော်မူသောဖျားငါးစုနဲ့ရွှေရင်ကျော်ဂိုင်းဆရာကြီးရဲ့အဖဆရာကြီးများကို အမှုထား၍ငါဆရာအမိတ်ပေးမယ်ဟေ့ငါဆရာအမိတ်ကိုအခန့်ရဲတဲ့အစွဲကအဲ့နေရာမှာညီငယ်နေစမ်းကျိုးပိုင် သူ့ကိုလမ်းနောက်ပြန်ချုပ်ပြီးဒုထောက်လျက်ရှေ့ကိုခေါ်လာခဲ့စမ်းဆရာဦးမြတ်ဟန်ကတေးစာအလက်ညှို့ထုတ်၍နောက်တစ်ချိန်ထပ်ပြောလိုက်တယ်ထိုကကြမ်းမြစ်ပေါ်ဒုထောက်နေသည့်တေးစာရဲ့လက်များကလူတဦးတယောက်ကနောက်ပြန်ဖြင့်တုတ်တယ်လို့ဖြစ်သွားတယ်အေးဆရာတွေကျုံးနဲ့တုတ်ထားပြီးရာနဲ့ဖျားကန်းခေါ်လာခဲ့ကြစမ်းဟေးဒီတငယ်မှာဆွဲကန့်နေတဲ့အမှောက်အตาရကြီးနဲ့လိုက်ခဲ့ဆရာဦးမြတ်ဟန်ကနိုင်အမိတ်ပေးလိုက်တယ်ဦးမြတ်ဟန်ရဲ့အမိတ်ကိုကြားသည် တေဇခန္ဓာကိုယ်ကရင်ထိုးပြီးတော့တဆက်ဆက်သုံးခါသွားပြန်တယ်။အဲ့နောက်တေဇရဲ့ခန္ဓာကိုယ်မှာအနောက်ကနေစင်ကြီးတကောင်အားဥကောင်းနဲ့တိုက်တွက်လိုက်သလိုပဲဖျားကန်းနဲ့တရွတ်တိုက်လျက်ရောက်ရှိသွားပြီးဆရာဦးမြဟန်နဲ့မလန်မကန့်မှရက်သွားတယ်။ထိုမြင့်ဝင်းကိုဘေးနားမှာရက်ကြည့်နေတဲ့သူတွေအားလုံးကအံ့အားသင့်စွာမြင်လိုက်ရတယ်။အဲ့ခါဆရာကြီးဦးမြဟန်ကသူ့နားရက်လာတဲ့တေဇကိုကြည့်ပြီးတငယ်ရဲ့ခန္ဓာကိုယ်ထဲမှာပုကတ်နေတဲ့အမလက်ကိုချီစမ်း ဖျားရှိခိုးအဲ့လိုအမိတ်ပေးလိုက်တယ်ဒေဇာကတုတ်တုတ်များမလုံးလက်နောက်ပြန်ခေါင်းခိုက်ဆိုင်ရင်းနေမြဲပဲဖျားကတော့မလုံဘူးဒေဇာထံမှာထွက်လာတော့အတန်ထိုတန်ကိုကြားတော့သူရဲ့ဆုံးမောင်တို့အားလုံးတယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ်သေးစားထံမှာထွက်လာတော့အတန်ဟာဝမ်းကောင်းတန်ကြီးဖြစ်ပြီးသူတို့ကြားနေကြတဲ့အတန်မျိုးမဟုတ်ဘူးအမိတ်နာမခံဘူးလားဖျားကတော့လို့ပြောနေတာ哦ကျိုးပိုင်သူ့ဖျားကတော့လို့ရအောင်လက်တွေဖြည့်ပေးလိုက ဟေ့အစွဲကောင်လက်ခကျိုးရီဖီးရနဲ့ဖျားကတော့ဆရာကျူးမြန်ဟန်ကထပ်ပြောလိုက်တယ်။သေစားကဖျားမကတော့တီအပြင်ဘေးကိုလှည့်သွားတယ်။မကတော့ဘူးလား။လက်ထီကဘာလို့ဆုတ်ထမ်းရတာလဲ။ဒလတောင်ရှိတာကဲ။ဆံရတွေငါဆရာအမိတ်ပေးမယ်။မီးပိုင်သူ့ကြောပြင်ကိုမီးစနဲ့ထိုးစမ်း။အာဆရာကျူးမြန်ဟန်ရဲ့စကားဆိုသေစားတီကကြောပြင်ကိုမီးစိကဲနဲ့ထိုးခိုင်းရသည်ဖြစ်၍ဖျားကန်းအတွင်လူလိတ်အော်ဟစ်နေတော့တယ်။ တချို့သူသူ့ထံမှာထွက်လာတော့ကြောက်မောက်ဖွယ်ရအတန်ကြီးကလည်းဖျားခန့်အတွင်းစူညံသွားတယ်။သူရဲ့အဆိုးမောင်လည်းတေးစားကိုကြည့်၍မျက်စိမျက်နှာပြက်လာပြီးစိုးရိမ်စိမ်များပို့လာတယ်။ဆရာဦးမြတ်ဟန်တို့ရွှေကျော်ကိုင်းဆရာတွေဟာတေးစားကိုမျက်တော့မကဆိုက်ကြည့်နေတယ်။ရပြီရပြီရက်လိုက်တော့ဆရာတွေသူ့ကိုလှုပ်ပေးလိုက်ကြ။ဆရာဦးမြတ်ဟန်ရဲ့အမေအဆိုးတေးစားကငြိမ်သက်သွားတယ်။အဲ့နောက်ကဲဖျားကတော့ ဒီတစ်ခါတော့တေဇကိုဝန်ပူးနေသည့်အစွဲကောင်ဟာမမြင်အပ်သောဆောင်များ၏ဒဏ်ပေးမှုကိုကြောက်လန့်သွားပြီဖြစ်တယ်။ဖျားဆင်းသူဖြစ်ဖြစ်ချင်းကြောလီတော်တယ်။လက်တွေကိုဖြန့်ထားလက်တိဆုပ်မကြောနဲ့လက်တွေကိုဖြန့်တေဇာက ကြစ်ချစ်ပအောင်ဆုတ်တာတော့သူ့ရဲ့လက်သေးကိုအကြောမြတ်ကတ်ထားသည့်လူတယောက်လိုဖြည်းဖြည်းချင်းဖြတ်လိုက်တယ်။တေချာဥတိုက်ဖျားကြော်တာကိုဖြစ်တယ်လို့မလုံးနဲ့။တေချာကြော့ဆရာဦးမြတ်ဟန်စကားပင်မဆုံးသေး။တေဇာရဲ့ကောင်းကကြမ်းမြင်နိုင် ရွေးစီတစည်းခံများပြင်꽈ရေးမလာတော့ဘူးဒေဇာအပူဝင်နေတော့ပရလောကသားဟာရှရာဦးမြဟန်ရဲ့စကားကိုနားမထောင်ပဲပိကက်ကက်လုံးနေခြင်းဖြစ်တယ်အဲ့ခါမှာရှရာဦးမြဟန်ကထိုင်းနေလျက်ကနေပြီးတော့ခါကိုအရှိနေနေတိုးကန်းလိုက်ပြီးဒေဇာရဲ့ဦးကောင်အားလက်ညှိုးဖြင့်ထောက်၍ပူလာပူတယ်ပြန်ပြောစမ်းပူလာပူတယ်ဒါဆိုရင်ဖျားကိုတော့ပြီးရင်မေးမြန်မမြန်ဖြေစမ်းမဖြစ်ရင်ဒီထက်မကပူတဲ့အပူကြောင့် ခေါင်းတစ်ခုလုံးအစိမ့်စိမ့်မှောင်မှောင်ကွဲသွားမယ်ကြားလားတေဇာကပါဇက်ကမပြော ကျမ်းပေါ်ခေါင်းကန်နေရကနေပြန်ခွာ၍ဆရာ့ဦးမြတ်အန်အားနားလေတီအကြောင်းခေါင်းတင်ပြလိုက်တယ်အဲ့နောက်ဆရာ့ဦးမြတ်ဟန်ပြောသည့်အတိုင်းဖရာတတိချာချာကြော့တယ်ဘသူလဲစုံကဝေအမောင်ဘလူတရေတပတ်ဘယ်တဲ့ကလဲစုံတိုင်နဲ့တိုင်ကဝေဆနှကျိုးဆရာရှိသလားဘသူခိုင်းတာလဲမရှိပါဘူးမခိုင်းပါဘူးမညာနဲ့ ဒါဆိုဒီတငယ်ရဲ့ဝိညာဉ်ဒီနားမှာပဲရှိနေရမှာပေါ့ငါပညာရဲ့နဲ့စစ်ဆေးပြီးပြီတငယ်ဟာရုပ်နဲ့နဲ့အတော်ဝေးနေပြီဘယ်ဆရာခိုင်းတာလဲမညာနဲ့ဒီသူငယ်ကိုဘယ်ကိုခေါ်သွားတာလဲမညာပါမူကြောက်ရောက်တဲ့အချိန်မှာဒီခန္ဓာကိုယ်ပိုင်ရှင်ကမူလဝိညာဉ်မရှိတော့ပါဘူးဒါကြောင့်ကျုပ်သူ့ကိုဝန်ဘူးခဲ့တာပါဒါအကုန်ပါပဲတေဇာအဝင်ပူးနေတဲ့အဆွဲကောင်ပြောလိုက်တဲ့စကားကြောင့်ဆရာကြီးဦးမြတ်ဟန်မျက်မှောင်တစ်ချက်ကုတ်လိုက်တယ် ပြီးမှတစုံတရာကိုပြန်ပြီးမညာမညာရဲပါမူကဲဒါဆိုမင်းဒီလက်ခဏာကနေအခုထွက်တော့ပြီးတာနဲ့ဒီနားတစ်ပိုက်မှာပဲနေလူဝင်ပြန်ခေါ်မယ်ဟေးဆိုင်ရီသူ့ကိုချုပ်ထားတဲ့ကြိုးတွေဖြည့်ပေးလိုက်ကြပြီးတာနဲ့သူ့ကိုဒီနေရာကနေဆွဲခုတ်သွားကြဆရာဦးမြတ်ဟန်ရဲ့စကားဆိုတေဆာရဲ့ခန္ဓာကိုယ်မှာတဆက်ဆက်တုံသွားပြီးတဆက်တည်းဆိုသလိုကြမ်းရင်ပေါ်သို့အယုတ်ကျိုးပြန်လဲကျသွားတော့တယ်